မင်္ဂလာပါ။ဆယ်ရက်ဆယ်လာ2025မင်္ဂလာနေနေခင်းဖြစ်ပါတယ်။ဒီနေနေခင်းလေးမှာကျွန်တော်ဆွေးနွေးတင်ပြခြင်းလာလေးရတော့ဒီနေ့ဗီဒီယိုဖိုင်လေးတစ်ခုတက်လာတယ်။ကြောင်ဝင်းမှာကလေးတွေကြောင်တက်နေကြတာပေါ့။ဟာအကလေးတွေမျက်နှာလေးတွေကြီးလိုက်တော့လေပျော်ပြီးတော့ပီတိတွေဖြစ်လိုက်တာ။သူတို့လေးတွေပျော်နေကြတာစာသင်နေရပြီကြောင်တက်ကပြီ။ကလေးဆိုကြောင်တက်ချင်တာပဲ။အဲ့ဒါလေးကိုကျွန်တော်ဗီဒီယိုဖိုင်လေးကြည့်ပြီးတဲ့အခါကျတော့ဩလို့ကျေးဇူးတင်ပါတယ်လို့တတ်မလို့ဘာဖြစ်လို့လဲဆိုတော့တိသွားကြတာပေါ့ဗျာ။ကာလာတစ်ခုမှာ ဟိုပန်းကလေးများပွင့်တော်မီဖူးတံဝင်လို့ချီနေကြီးမှာရွှေကြီးလောင်းငါတို့စာတင်ကြောင်းဆိုတို့နိုင်ငံတို့ငငယ်ရတင်ခဲ့တဲ့စာလေးလို့လက်ရွှေကြီးလောင်းနဲ့စာတင်ကြောင်းလေးကိုတက်ခတ်တယ်အဲ့တော့အဲ့မှာအဲ့မှာထဲ့တာလေနောက်ခံတချင်းလေးရစပားရွှေဝါဝေးပါသေးပန်းတွေတင်ပါသေးနှစ်ကလေးတွေမိုးတင်ကြပြန်နိုင်ကြသေးသားနေအောင်ကြီးလဲနှွေးပါသေးလေပြေးအေးပါသေးချစ်မိတ်ဆွေပေါင်းဖော်များချမ်းမှကြသေးအဲ့ကပြာတီလုံးလေးနဲ့ထဲ့ထားတော့ဩဒါပညာရေးဆိုတာမျိုးဆက်တစ်ခုရဲ့အနာကခက်တခက်ကအလင်းရောင်ပဲဗျဒါကြောင့် ဟိုကျန်ဖက်တောင်ကျန်သူတွေတင်လိုက်တဲ့နေမီတွေမှာပညာသင်ခွင့်မရဘူးဒါရည်ရွယ်ချက်ရှိတယ်ဗျတို့တက်မတော်ပဲအုပ်ချုပ်ချုပ်ခမရဆက်အာဏာရှင်ပဲပြောပြောဒီမိုကရေစီဆိုးရပဲပြောပြောတပါတီစနစ်အုပ်ချုပ်ချုပ်နှစ်ပါတီစနစ်အုပ်ချုပ်ချုပ်အဲ့ဒီအုပ်ချုပ်တဲ့စနစ်တိုင်းမှာပညာသင်ခွင့်ကိုလုံးဝထိခိုက်မခံဘူးအဆိုးရတိုင်းဆိုးရတိုင်းဗာစနစ်နဲ့အုပ်ချုပ်ချုပ်အဲ့ကျမ်းမတော်ညံသူလည်းကိုကြာသွားတဲ့ခါကျပညာသင်ခွင့်ဆုံးရှုံးတယ်ပညာသင်ခွင့်ဆုံးရှုံးတော့တို့ရည်ရွယ်ချက်ရှိတယ်ဒီကလေးတွေပညာမသင်စာမတက်လို့ရှိရင်စိတ်လေမယ်ရည်ရွယ်ချက်မရှိတော့ဘူးပန်းနိုင်မရှိတော့ဘူးပညာမသင်တဲ့ကလေးတွေ စာမတင်ရတဲ့ကလေးတွေကရည်ဝဲချက်မရှိဘူးပန်းနိုင်မရှိဘူးလမ်းပြောက်တယ်အဲ့တော့သူတို့ကတဘုံတွေကတဘုံလိုပဲရည်ဝဲချက်မရှိပန်းနိုင်မရှိလူငယ်တွေရဲ့အနာဂတ်ကိုလမ်းပြောက်အောင်လုပ်ပြီးတော့ကလေးတွေစိတ်တည်လေးမယ်လမ်းတွေပြောက်မယ်အဲ့ဒီခါကျအရက်တောက်မယ်ဆေးချမယ်အဲလူလေးလူလင်လေးတွေကသူကဆွဲသွင်းပြီးသူတို့ဆက်ကိုဆွဲသွင်းခြင်းလို့ပညာမတင်ရအောင်လုပ်တာအဲ့ဒါကိုခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုတွေသိဖို့လိုတယ်ခင်ဗျားတိုင်းသားလက်နက်ကင်ဒေသတွေကကလေးတွေကိုခင်ဗျားသွားကြည့်ကြအောင်ခင်ဗျားတို့သူတို့သားသမီးတွေဟာတရုတ်ပြည်အကြောင်းနေခင်ဗျားအမေရိကန်အကြောင်းနေကနေဒါအကြောင်းနေနိုင်ငံတကာအကြောင်းနေမှာတက်တယ် ဲ့ဒီတိုင်းသားလက်နက်ကန်အဖွဲ့ခေါင်းဆောင်တွေတာသမီတွေကျွန်တော်တို့ခုနကပြောခဲ့တဲ့ပြည်သူလူထုရိုးသားတဲ့ပြည်သူလူထုရဲ့တာသမီတွေကြတော့ပညာမတင်ရအောင်လုပ်ပြီးသူတို့အကျိုးစီးပွားအတွက်ဆွဲဆုကြတယ်အဲ့တော့ကျွန်တော်အဲ့မှနေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးကျွန်တော်တော်တော်တန်ဝေခရရတယ်ဩပညာရေးကနိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ပဲဒါကြောင့်ကျွန်တော်တို့ကြောင်မရကလေးတွေပညာသင်နေတာကိုကြည့်ပြီးကျွန်တော်ဝမ်းသာပါတယ်အထူးဝမ်းမြောက်ပါတယ်နောင်လာနောင်လာမယ့်အနာဂတ်ဒီမှာလေလုံးဝဒါမျိုးဖြစ်စင်နေမဖြစ်အောင်ပြည်သူလူထုအနေနဲ့ နော်အစိုးရတွေတက်မတော်တွေနဲ့ပူးပေါင်းကြပါလို့ဒါလေးကိုလည်းဒါကျွန်တော်ကကျွန်တော်တို့ကဘယ်ဘက်မှလိုက်ပြောနိုင်မဟုတ်ဘူးကြာကျွန်တော်တို့အဲ့လိုမှန်မှန်ကန်ကန်ပြောတဲ့လူတွေကိုခင်ဗျာအရန်ကြိုက်မယ်ထင်လို့လားဒီဘက်ကလည်းကျွန်တော်တို့စောင့်ကြည့်တဲ့လူတွေကလည်းကျွန်တော်တို့ကဘယ်ဘက်မှမပါဘူးကျွန်တော်တို့ရဲ့ရည်ရွယ်ချက်နိုင်ငံရေးလှုပ်ချင်ခြင်းဒီလိုင်းပေါ်မှာတက်ပြောခြင်းရည်ရွယ်ချက်ကဘာလဲငင်းငင်းရင်တူငင်းချင်းရင် ငင်းကြမ်းစေခြင်းနဲ့ငင်းကြမ်းစေခြင်းနဲ့ငင်းကြမ်းငင်းကြမ်းရစေခြင်းနဲ့တိုင်းပြည်တပြည်ကလေငင်းကြမ်းရမရခင်ဗျကျန်တဲ့လုပ်ငန်းတွေဘာမှလုပ်လို့မရဘူးငင်းကြမ်းရအဓိကအဲ့ဒီငင်းကြမ်းရဆိုတာကတော့အတိမန်အမြင်မှန်နဲ့ကောဒါရီယာမဖြစ်တင်ဘူးဒါရီယာမလုတ်တင်ဘူးဒီလုတ်ရမျိုးငါတို့နောက်ဘတော်မှမလုတ်တော့ဘူးဒါရီယာအမားတွေပဲလို့တိသွားတဲ့ငင်းကြမ်းရထာဝရငင်းကြမ်းရလို့ခေါ်တယ်ဒါကြောင့်ကျွန်တော်တို့ငင်းကြမ်းရကိုဥတီပြီးတော့ကျွန်တော်တို့ဒီစကားတွေကိုလက်ရှိချိန်ဒီပြောနေရခြင်းဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်ရဲ့ပရိသတ်များသိစေခြင်းပါတယ် တိုင်းပြည်မရင်းချင်းဘာမှလုပ်လို့မရဘူးခင်ဗျာစင်ကာပူဘလောက်တိုးတက်တယ်အထိုင်းဘလောက်တိုးတက်တယ်တရုတ်ပြည်ဘလောက်တိုးတက်တယ်ဟိုဘယ်နိုင်ငံတိုးတက်တဲ့အကြောင်းတွေခင်ဗျာလာမပြောနဲ့နိုင်ငံခြားမှာလှုပ်သွားလို့ပြီဘယ်နိုင်ငံဘယ်လိုတိုးတက်တာဘယ်နိုင်ငံစနေကောင်အဲ့ဒီနိုင်ငံတွေမှာတပုံရှိတာတော့မရှိဘူးအဲ့တော့ခင်ဗျားတို့နိုင်ငံတိုးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတိုးတက်ချင်တယ်ဆိုရင်ပြည်တွင်းစစ်မရှိမှငြိမ်းချမ်းမှာတိုးတက်တဲ့ဂျန်နာလီဆက်လုပ်လို့ရမယ်ဒီလက်နက်ကိုင်ပြည်ပကတွေနဲ့ပြည်တွင်းစစ်ရှိနေတယ်မြတ်ခင်ဗျာဘယ်တော့မှနိုင်ငံမတိုးတက်ဘူးသိကြတယ်ဗျာအဲ့တော့ထိုင်းရလည်းပဲခင်ဗျာ ကိုချင်းချင်းပြဿနာတင်အောင်သူတို့ရဲ့နေဆက် CEO တွေမှာတဘုံတွေကိုမွေးထားတယ်မြန်မာနိုင်ငံဆိုရအောင်တည်သေးဆိုရရရကိုပုံကန်တဲ့လူတွေလာမွေးထားတယ်ကျက်သူတို့ပုံကန်ဒုက္ခတဲ့စခန်းကြီးတော့ဖွင့်ထားသေးတယ်မင်းတို့မင်းတို့ရင်ပြဿနာတက်နေတာနဲ့ငါတို့နိုင်ငံကိုကြော်မတက်နိုင်တော့ဘူးထိုင်းမှာအရေးချင်းရည်သူမရှိဘူးဒါပေမဲ့သူတို့ဒီမိုကရေစီနဲ့သူတို့လုပ်ဆရာကြီးကလုပ်တယ်မြန်မာချင်းချင်းကိုရန်တိုက်ပေးထားတယ်တိုင်းသားတွေကိုမွေးထားတယ်မြန်မာဆိုရအောင်ပြဿနာရှာတဲ့လူတွေအကုန်လုံးကိုမွေးထားတယ်ထိုနည်းသူစားပဲတရုတ်ကလည်းနေဆက် CEO တွေမှာထားထားတယ်ဘင်္ဂလားဒေ့ကလည်းထိုနည်းသူစားပဲအဲ့တော့တို့နိုင်ငံရဲ့ unity ကိုစီးယုံဖို့လိုပြီးအတိမတ်မြန်မာနေနဲ့စီးတီးယုံတို့ခင်ဗျာ ထိုင်းလေကြော်တက်သွားနိုင်တယ်စီလုံးဘောပဲတို့အတွင်းစီလုံးဘောပဲတို့135တော့လူမျိုးစုတွေစီစီလုံးလုံးနဲ့အမြင်မှန်အတိမှန်နဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်ပြီးအလုပ်တွေကိုယ်စီရှိမယ်ဆိုရင်အစိုးရဒီနဲ့လက်တွဲညီညီဟန်ချက်ညီညီလုပ်မယ်ဆိုရင်ခင်ဗျာတဲကျွန်တော်နိုင်ငံလေထိုင်းရောက်တော့တိုးတက်တာပေါ့ဗျာအဲ့လိုတိုးတက်မှာဆိုလို့ဟိုနိုင်ငံတွေကကျွန်တော်တို့ရှိအချောင်းလိုချင်တာကျွန်တော်တို့ရှိလူစွမ်းအရေးမြစ်ပေါ့လှူအားလှူအားတွေ ထွက်ပြေးလေလွင့်လာတဲ့ခါကျတော့ပေါ့ချောင်ကောင်ရတယ်လှုပ်အားတွေရတယ်တရုတ်ပြည်မှာဆိုတော့ကျွန်တော်နိုင်ငံတရားစာတတ်တွေလက်ခါရတယ်အဲ့ဒါအဲ့ဒီပြဿနာကပါလေထိုးနိုင်ငံစီးလုံးညီညွတ်မှုမရှိလို့တို့နိုင်ငံဒီမိုကရေစီ20ပဲရခဲ့တယ်တိုင်းပြည်ဆုတ်ပြတ်သက်သွားတာမျိုးသမီးတွေလိုင်းပေါ်မှာခမရလဲကိုကောင်ရုပ်ပြတင်ရင်ရုပ်တင်ပေါ့ဗျာဖင်းကြီးတွေပြပြတင်နေအဲ့ဒါတွေကိုနှာဘူးတွေကနှာဘူးစကားတွေဝင်ပြောဟမ်ခမရအောက်မှာသူတို့ကလိုက်ဒီမန်နေရအဲ့ဒါတွေကိုသူတို့ကကန်တက်လာပြီးဟုတ်လာပြီးဆိုပြီးဆက်တင်မိကောင်းဖောက်ခင်သားသမီးဆိုတဲ့ဇာတိပုံညာတွေပြောက်လာတယ်အဲ့တော့ကျွန်တော်နိုင်ငံက ဒီမိုကရေစီ20ပဲရခဲ့တယ်20အတွင်းမှာတော်တော်ကိုပြစ်စလက်ကဖက်ဖက်ကပျက်စီးသွားတယ်အဲ့တော့ကလေးတွေကသူကအဲ့ဒီဒီစကရက်တွေကိုကြိုတီးတဲ့လူတယောက်ရှိတယ်ဗျအဲ့ဒါတော့ဦးတန်းရွှေနဲ့သူတို့နဝတ္တနိုင်ရဖအစိုးရတွေပဲသူတို့အဲ့ဒီချိန်တုန်းကတုံးခဲ့တဲ့စကားစစ်မှန်ရေးစီကံပြေဝါသောဒီမိုကရေစီဆိုတဲ့စကားတွင်တွင်ပြုံးခဲ့တယ်စေဆိုရသူတို့ဒါတွေကိုကြိုတီးနေတယ်ဒီမိုကရေစီဆိုတာနဲ့ဝင်လာမဲ့ဟာတွေကသူများဘယ်တော့ခါတွေဖြစ်မဲ့ဆိုလူကြီးတွေကြိုတီးတဲ့ခါကျအဲ့ဒီချိန်မှာတုံးတဲ့စကားစစ်မှန်ရေးစီကံပြေဝါတဲ့ဒီမိုကရေစီဆိုတော့မကြိုက်ဘူးအခုခုဒီမိုကရေစီကောင်းကင်ဖခင်ကြီးတွေမကြိုက်ဘူးဘာလို့မကြိုက်လဲသိလား လှုပ်ချင်ရလှုပ်လို့ကလေးတွေကိုဒီမိုကရေစီဆိုတဲ့ right ကိုထည့်ပြီးမင်းတို့ငါတို့အထောက်ခံအဲ့ဒီဖွဲ့စည်းတွေကိုပြောဆိုပြီးတော့လှုပ်တာလှုပ်ကြိုက်တာလှုပ်ကြိုက်တာပြောငါတို့အထောက်ခံနေငါတို့ profile နဲ့တင်ထားဆိုတဲ့ပုံစံမျိုးတွေနဲ့လှုပ်သွားအဲ့တော့ဒီမိုကရေစီဆိုတာစစ်မှန်ပြီးစီကံရှိရတယ်အဲ့ဒီစကားကိုကြတော့သူတို့မကြိုက်ဘူးဒီမိုကရေစီမှာစစ်မှန်ပြီးဒီမိုကရေစီကိုပြောလိုက်တာနဲ့စီကံရှိတာလို့စစ်မှန်တာတို့ကအကုန်ပါပြီးသားတယ်မလိုဘူးတဲ့ဒါပေမဲ့တက်တက်ပြောတာပါပောက်တက်ကြရည်ဖြစ်သွားတယ်ဒါကြောင့်ဒီမိုကရေစီနဲ့ဆက်မှာအားလုံးရည်ကြည်မှုတွေပြရုပ်တွေရိုင်းဆိုင်ပြီးတော့အကုန်လုံး ော်တော်ပျက်စီးသွားတယ်ဒါကိုလည်းကျွန်တော်တို့သတိပြုစရာတစ်ချက်အနေနဲ့ပြန်စဉ်းစားရမယ်နောက်ကျွန်တော်ဒီအပိုင်းလေးမှာညီကိုချုပ်အနေနဲ့ပြောချင်တာတော့ယူကော့ဘွယ်ကိစ္စရက်တွေပေါ့ဗျာအဲယူကော့ဘွယ်ကိစ္စရက်တွေမှာအခုနိုင်ငံရေးပါတီတွေအားပြန်လာတဲ့အခါကျတော့တချို့နိုင်ငံရေးပါတီတွေကလည်းဟိုတခုကလည်းသူတို့ကိုသူတို့နိုင်မယ်လို့တည်ကြပေါ့တွက်ထားတယ်နိုင်ငံရေးပါတီတခုကနောက်ပါတီတခုကလည်းအာသူတို့ကအင်အားကြီးပါတီဖြစ်တဲ့အောင်မှသူတို့ပဲရတော့မလိုလိုတဲ့အောင်ရှိတယ်ပါတီနှစ်ခုပေါ့အဲနောက်ပါတီတခုကြတော့လည်း ။ချောင်ပေါ့ဗျာသူအခုတည်းကစကားပြောနေတဲ့ပုံစံတွေကဟိုတက်မလို့ဆိုးရပေါ်မှာမိုက်ကျွတ်ကျွတ်စကားတွေနဲ့သူတို့လာရနဲ့လာရပေါ့သူတို့လာခဲ့တဲ့နေရာအတိုင်းပဲဟိုဒီလက်ရှိတက်မလို့ဆိုးရအောင်မုန်းတဲ့လူတွေတက်မလို့ဆိုးရတဲ့နီးနွယ်တဲ့ပါတီတွေမုန်းတဲ့လူတွေကငော့ပြီးသူတို့ကိုမဲထဲရင်တော့ငါတို့ရပြီဆိုပြီးထိုင်ဆောင်တဲ့ကောင်းတွေလည်းရှိတယ်အဲ့တော့ပါတီ၃ခုကိုကျွန်တော်နိုင်ငံရေးစကားတွေပဲပါတီတစ်ခုကတော့ယုံကြည်မှုလွန်ခဲ့တာလား confidence level ဆိုးအောင်တာလားသူတို့ကိုသူတို့နိုင်မယ်လို့တေချာပေါက်တွက်ထားတဲ့နိုင်ငံရေးပါတီတစ်ခုရှိတယ်နောက် အဒုတိယအင်အားကြီးသုံးပါဆိုပြီးသူတို့ကိုသူတို့အင်အားကြီးပါတီလို့သူတို့လည်းနိုင်မယ်လို့ထင်ထားတဲ့ပါတီတစ်ခုရှိရနောက်ငေါ်မဲကိုထိုင်ဆောင်နေတဲ့ပါတီတစ်ခုရှိတယ်ပါတီတစ်ခုရှိတယ်ပေါ့တော့အခုဒီကပြောပုံဆိုပုံတွေကယိုးမယိုးဖြောက်အောင်ကိုလိုကလန်နေပြောနော်ကိုလိုကလန်နေလူမိုက်စတိုင်နေပေါ့ဗျာဒီခေါင်းဆောင်ပိုင်းကခေါင်းဆောင်လူကြီးပဲဖောင်တာဟုတ်ကအဲ့တော့ကျွန်တော်အချိန်မှာဘာစိုးရင်လဲဆိုနိုင်ငံရေးအချိုးအကွက်တစ်ခုကိုပြောင်းနိုင်ပြောင်းနိုင်မှာစိုးရင်လေကျွန်တော်ခဏခဏပြောတယ်ခိုင်မာတဲ့လွှတ်တော်တရားရဖို့ confidence level မစိုးအောင်ကြပါနဲ့ယုံကြည်မှုတွေမလွန်မလွန်ကဲကြပါနဲ့ က်ရှိရွေးကောက်ပွဲနဲ့ဖြတ်မယ်ဆိုတဲ့နိုင်ငံရေးတိုင်းမှာပြည်သူကဆုံးဖြတ်ပေးတာပါပြည်သူချစ်မဲ့စကားတွေပြောပါပြည်သူချစ်မဲ့လိုရက်တွေကိုလုပ်ပါပြည်သူကိုနားလည်အောင်စီရင်သိမ်းသွင်းပါအာကျွန်တော်တို့လည်းနိုင်ငံရေးသမားပါပဲနိုင်ငံရေးပါတီကပဲလို့ကျွန်တော်တို့ဂေတာပါတီတွေကတော့ပြဿနာမရှိဘူးကျွန်တော်တို့ကကျွန်တော်တို့လောက်ကမဲ့လူကိုကျွန်တော်တို့လှုပ်တယ်ကျွန်တော်ရှင်းလင်းပြမယ့်အောင်ရှင်းလင်းပြတယ်ကျွန်တော်တို့ကနိုင်ငံတော်အတွက်လှုပ်တယ်နိုင်ငံသားတွေအတွက်လှုပ်တယ်တရားဥပဒေစိုးမိုးနေနေငြိမ်းချမ်းရေးအတွက်ဥတည်တယ်ဒါပဲကျွန်တော်တို့ကအာဏာရေးပါဝါတွေမဟုတ်ဘူးနိုင်ငံတော်ငြိမ်းချမ်းစေခြင်းနဲ့တရားဥပဒေစိုးမိုးမှုရစေခြင်းနဲ့တော်တိမှန်ကန်စေခြင်းနဲ့ နော်ဖိနိကန်လူတွေရဲ့ဘောမှာတက်ဖိနိကန်စင်ရဲသားလူသမားတွေရဲ့ဘက်ကိုတက်နေတယ်များကုညီရက်တီမှာဒီလောက်ပဲကျွန်တော်တို့ကေတာပါတီတွေအဲပါတီကြီးတွေအပြင်းတဲ့ခါမှာခုနကလိုပေါ့ကိုကိုကိုဘလောက်ပဲထင်ကြီးကြီးဘလောက်ပဲယုံကြည်မှုတွေလွန်ခဲ့လွန်ခဲ့ခဲ့ရွေးကောက်ပွဲနဲ့ဖြတ်ချင်းအဆုံးဖြတ်ပြီးမှပြည်သူထို့ကြောင့်ပြည်သူချစ်အောင်ပြည်သူဒုက္ခတွေကိုကုညီပါပြည်သူရဲ့ဘဝတွေကိုစာနာပါပြည်သူလူထုကိုရွေးကောက်ပွဲမှာမဲပေးခြင်းလာအောင်နော်မဲပေးလာအောင်ပေးလာတဲ့မဲတွေနဲ့ကိုပြည်သူလူထုအကျိုးပြုနိုင်အောင်တော့ဒီဆွမ်းဆောင်ရည်လေးတွေကိုလုပ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီလက်ရှိတက်မတော်ဆိုရတော့ခင်ဗျား အကောင်းဆုံးဆိုရတရက်ကို ဖန်တီးပေးခဲ့မယ်တက်မတော်ရဲ့ပြည်သူလူထုပေါ်မှာအမြင်မှားနေတာကိုကာလတစ်ခုမှအမြင်မှန်ရအောင်စင်လုံးကျော်တိဆောက်ပေးလိုက်မယ်ပေးမယ်နောက်တစ်ချက်တက်မတော်ဘူပေါ်မှာအထင်သေးနေတဲ့လူတွေခင်ဗျားတို့ရေကောက်ပွဲကြည့်ရင်ကြည်ပါတက်မတော်ဆိုတာဘလို့တက်မတော်မျိုးလဲကျွန်တော်တို့အချိန်ချင်းပြောနေစကားကဘာအဆင်ဘလောက်ရှိတယ်အရှိတောင်အရှက်မှာအဆင်ဘလောက်ရှိတယ်နော် standard army ဆိုတော့ပြည့်ရဲ့ပြုတ်နာလေဟိုဟိုဘက်ကကောင်းနေရ standard army တို့ standard army ရပါဖြစ်ကြင်ကြဖြစ်တယ်မင်းတို့ရုပ်ောက်ပဲပြီးရင်တိမှာပေါ့ standard army ဆိုတာပါလဲဆိုကိုတို့ကဘောမှပြောတာမဟုတ်ဘူးမစီရအကြောင်းလည်းမရှိဘူးဒါပေမဲ့နိုင်ငံတော်ရဲ့တတ်မှာတော့တတ်မှာတော့အင်အားရှိမှာတိုက်ပြီးအင်အားရှိမှာရှိမရှိတော့ယူကောက်ပွဲပြီးရင်တိမှာပေါ့အခုလည်းတိတင်းတလောက်တိနေပါပြီတယောက်တည်းအုပ်ချုပ်ပြီး command ကြီးအစင်းစင်းနဲ့သွားတာလားနော်တတ်မှာတော့ဆိုခိုင်မာတဲ့ဖွဲ့စည်းမြို့တိုက်ပေါ်မှာဘရော့မှတစ္ဆန်ပေါက်တဲ့ဖွဲ့စည်း तू ကတော့ရိုးဖြောက်ရိုးသားတဲ့ကောင်းမွန်တဲ့အစိုးရတရက်ကိုပြည်သူအတွက်ဖန်တီးပေးမယ်ပြည်သူပေါ်မှာသူလုတ်เสียရရှိတဲ့အလုပ်တွေသူတာဝန်မြေကြီးကြတာတွေကိုလုတ်ပေးမယ်ပြည်သူတွေမုန်းတဲ့မုန်းတွေရတွေကိုခြေဖြတ်ပြီးတော့ကာလတစ်ခုမှာ ်တမတော်ကိုဂွန်တိကောက်ပြန်လဲတိဆောက်မဲ့တမတော်ပါဒါကြောင့်မလို့ပြည်သူဒီတာအဓိကဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ဖျက်မှာဆိုပြည်သူဒီအဓိကဖြစ်ပါတယ်ပြည်သူကိုဒေစားကြပါလို့ TVU ဖန်ဒီမှာဒါလေးကျွန်တော်ပြောချင်ပါတယ်အရင်ထင်မကြီးကြပါနဲ့နော်ဒါလေးပြောချင်ပါတယ်ဆိုရင်ကျေးဇူးတင်ပါတယ်